ကဘာကြီးဟာထူးဆန်းတဲ့ဖြစ်ပျက်တွေမမြင်နိုင်တဲ့သဘာဝလွန်ဖြစ်ရတဲ့နေပြနေနေပါတယ်။တစ်ခါတလေမှာကျွန်တော်တို့မတွေ့ဘူးလို့တဲ့ဖြစ်ပျက်တွေဟာသမိုင်းမှတ်တမ်းတွေမှာတကယ်ဖြစ်ရမှန်နေဖြစ်ပြီးသက်တည်မှတ်တမ်းတင်ထားတာတွေအများကြီးရှိပါတယ်။ဥပမာလူသားတွေဟာသတိဆန်နေတဲ့စစ်ဖြစ်ခဲ့ပြီးရှုံးနေကြတာ။ထိတ်ပြောင်နေတာကြောင့်အသက်ဆုံးရှုံးနေရတာ။ကခုန်နဲ့ကဲယောကစတာတွေဟာတကယ်ဖြစ်ပျက်တွေဖြစ်ပြီးငိုအားထက်ရေအားတန်ဖြစ်လို့ယုံကြည်ဖို့လည်းအတော်ခက်ခဲပါတယ်။ဒီနေ့မှာတော့သမိုင်းတစ်လျှောက်မှာဖြစ်ပျက်ခဲ့တဲ့ဟာသာဆန်ဆန်အဖြစ်ပျက်ဆန်၅ခုကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Let's go. ံပါတ်၁ကတော့ Australia ရဲ့နာမည်ကျော်စစ်ပွဲ Great Emu War ပဲဖြစ်ပါတယ်။သမိုင်းမှာလူသားတွေကနှစ်များနဲ့တိုက်ခိုက်ပြီးရှုံးနေခဲ့ရတဲ့ထူးဆန်းသောစစ်ပွဲတစ်ပွဲရှိခဲ့ပါတယ်။ဒီဖြစ်ပျက်ကတော့ Australia အနောက်ပိုင်းကမ်ပီယံခရိုင်မှာဖြစ်ခဲ့တာဖြစ်ပြီး1932ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့တာဖြစ်ပါတယ်။ဖြစ်ပျက်ကတော့ဒီလိုပါ။ပထမကမ္ဘာစစ်ကြီးပြီးမှာ Australia ဆိုရကစစ်မှုလမ်းဟောင်းများစွာကိုအနောက် Australia နိုင်ငံရှိဂျုံဆိုင်ပြိုးရေးနယ်မြေတွေနဲ့နေရာမြေများချပေးခဲ့ပါတယ်။1930ပြည့်လွန်နေများမှာ ကမ္ဘာစီးပွားရေးပြတ်ကတ်ကြောင့်ဂျုံစင်းနှုံးတွေထိုးကြခဲ့ပြီးလယ်သမားတွေဟာစီးပွားရေးရအခက်အခဲများစွာကိုရင်ဆိုင်ခဲ့ကြရပါတယ်။ပိုဆိုတာကထိုးချိန်မှာတားမောက်ရာသီပြီးဤနုငတ်အကောင်ရေ2000ခန့်ဟာအစာနဲ့ရေကိုရှာဖွေရင်စိုက်ပျိုးရေးနယ်မြေတွေရှိကိုရွှေ့ပြောင်းဝင်ရောက်လာခဲ့ကြပါတယ်။ဤနုငတ်ဆိုတာဟာအော်စတြေးလျမှာပဲတွေ့နိုင်တဲ့မျိုးစိတ်တစ်ခုဖြစ်ပြီးအာဖရိကရဲ့ငှက်ကလပ်ဦးပြီးရင်ကမ္ဘာပေါ်မှာဒုတိယအကြီးမားဆုံးပြန်တန်းနိုင်ခွင့်မရှိတဲ့ငှက်မျိုးစိတ်ဖြစ်ပါတယ်။ဒီမျိုးငတ်တွေဟာစပါးကင်းတွေကိုဖျက်ဆီးပစ်တာခြံသီးရိုးတွေကိုဖျက်ကျော်ဖျက်ဆီးရတာတွေလောက်ကြတဲ့အတွက် လယ်သမားတွေရဲ့ဆုံးရှုံးမှုကိုပုံမဆိုးသွားစေခဲ့ပါတယ်။ဒါကြောင့်လယ်သမားတွေကအစိုးရကိုအကူအညီတောင်းခံခဲ့ကြပြီးကာကွယ်ရေးဝန်ကြီးချုပ် George Pierce ရဲ့အမိန့်နဲ့စစ်တပ်ကိုတောင်းဝန်ပေးအပ်ခဲ့ပါတယ်။ Australia စစ်တပ်ကဗိုလ်မှူး Meredith ဦးဆောင်ပြီးစစ်သားနိုင်ငံကိုစေလွှတ်ခဲ့ပါတယ်။သူတို့ဟာစစ်တပ်နဲ့လက်နဲ့ကြီးစံအတောင်တပေါင်းကိုယူဆောင်သွားခဲ့ကြပြီးအင်မျိုးငတ်တွေကိုတပ်ဖြတ်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။ပထမကြိမ်စစ်စင်ရေးအဖြစ်နိုဝင်ဘာလမှာစစ်သားတွေဟာအင်မျိုးငတ်ကြီးတွေကိုပြစ်ခတ်ဖို့ကြိုးစားခဲ့ရတယ်။အင်မျိုးတွေဟာအလွန်များဆန်ပြီးကြီးစံတံကိုခံနိုင်ရရှိတာ ဟုတ်စုငယ်များဖြင့်ချက်ချင်းကွဲသွားကြတာကြောင့်ပြစ်မှတ်ထားဖို့အလွန်ခက်ခဲခဲ့ပါတယ်။ရန်နှင်းငယ်ကြမှာအင်မြူနဲ့အနှင်းငယ်ကိုသာတတ်နိုင်ခဲ့ပြီးစစ်စင်ရေးကိုရန်နာလိုက်ရပါတယ်။ဒုတိယကြိမ်စစ်စင်ရေးမှာလည်းပြစ်ခတ်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပေမယ့်ထိရောက်မှုတော့မရှိခဲ့ပါဘူး။ဘုံမူမရတစ်ကိုယ်တိုင်ကအင်မြူငတ်တွေဟာတင်ကားတွေလိုပဲကြီးစံတန်းကိုခံနိုင်ရှိတယ်လို့မှတ်ချက်ပေးခဲ့ရပါတယ်။စစ်ပွဲပြီးဆုံးနေမှာတရားဝင်တီးမှုတက်ဖက်နိုင်ခဲ့တဲ့အင်မြူငတ်ရေအတွက်ဟာတထောင်အောက်သာရှိခဲ့ပြီးစစ်တပ်ကတော့ကြီးစံပေါင်း1000နီးပါးထိသုံးစွဲခဲ့ရတယ်လို့သိရပါတယ်။ ဒီစစ်စင်ကြီးကနိုင်ငံတကာသတင်းမီဒီယာတွေမှာရောက်ရှိသွားပြီးစစ်တပ်အနေနဲ့ပြန်သန်းနိုင်ခြင်းမရှိတဲ့ငတ်တွေနဲ့စစ်တပ်ရာမှာရှုံးနေခဲ့တယ်လို့လောင်ပြောင်ခံခဲ့ရပါတယ်။ဒီလိုငတ်တွေကိုနှိမ်နေရင်စစ်တပ်ကိုထပ်မံစေလို့လေသမားတွေကတောင်းဆိုခဲ့ပေမဲ့အစိုးရကငြင်းပယ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အစိုးရကလေသမားတွေကိုကိုယ်တိုင်တက်နိုင်ရင်ကြီးစံတွေထောက်ပံ့ပေးတာနဲ့အီမျိုးတက်ရင်စူရေးပေးစနစ်တွေကျင့်သုံးခဲ့ရာအီမျိုးထောင်ပေါင်းများစွာကိုတက်နိုင်ခဲ့ပေမဲ့စစ်ပွဲအနေနဲ့ကတော့လူသားတွေကရှုံးနေခဲ့တဲ့စစ်ပွဲဖြစ်သမိုင်းတွင်ခဲ့ပါတယ်။နံပါတ်2ကတော့ပေးများကိုကြောက်ရွံ့တဲ့ပိုက်တာကိုရဆိုဖြစ်ပါတယ်။ ။ Pythagoras theorem ရပါ냐ဆိုပြီးတော့ကျွန်တော်တို့ကျောင်းသားဘွားကသင်္ချာတွေတွက်ခဲ့ပူကြမှာတည်ကြပါတယ်။တကယ်တော့ဒီဘေးကငဆပါ။လူတချို့ကပြည့်တစေတွေအင်းဆက်တွေကိုကြောက်ကြတယ်။တချို့ကအပေါက်ပေါက်တွေအများကြီးကိုမြင်ကြောက်ကြပါတယ်။ဒါကို trypophobia လို့ခေါ်ကြပါတယ်။ဒီဘေးကတော့ပဲတွေကိုကြောက်တာပါ။ဒါကြောင့် b phobia လို့ပြောရမှာလို့ဖြစ်နေပါတယ်။ Pythagoras ဟာအထင်ကြီးတင်ကြပညာရှင်နဲ့ဒသနိကပညာရှင်လူဖြစ်ပေမဲ့သူ့ရဲ့ဘဝနဲ့ပတ်သက်ပြီးလူတီအများဆုံးထူးဆန်းတဲ့အချက်တစ်ခုမှာ တဲကြီးများကိုအလုံးမင်းကြောက်ရခြင်းများဖြစ်ပါတယ်။၎င်းချက်ကသူကွယ်လွန်မှုနဲ့လည်းဆက်ဆံနေပါတယ်။ Pythagoras သည်သူ၏နောက်လိုက်များဖြစ်သော Pythagorean များအားလုံးကိုပဲကြီးများစားသုံးခြင်းဒါမှမဟုတ်ပဲကြီးကင်းလွန်းသို့ဝင်ရောက်ခြင်းမှအတင်းကျပ်စွာတားမြစ်ခဲ့ပါတယ်။၎င်းရဲ့တားမြစ်ချက်နဲ့ကြောက်ရွံ့မှုအကြောင်းရင်းတိကျကိုသူကိုယ်တိုင်စာရေးချံပထားခဲ့တော်လဲ။သမိုင်းပညာရှင်များနဲ့သူ့ရဲ့ဘဝမှတ်တမ်းရေးသားသူများတွေကတူဖြစ်တဲ့ Aristotle ရဲ့ပေါ်ပြချက်အရ Pythagoras ဟာဝိသင်ကူးပြောင်းခြင်းဒါမှမဟုတ်ဘဝတစ်ခုမှတစ်ခုသို့ကူးပြောင်းခြင်းကိုယုံကြည်ခဲ့ပါတယ်။ ပဲပင်ရဲ့ပင်စီဒါမှမဟုတ်အသီးဟာလူခန္ဓာကိုဒါမှမဟုတ်လေရင်ကောင်နဲ့ဆင်တူတယ်လို့ယူဆခဲ့ပြီးပဲကြီးစားသုံးခြင်းဟာဝိညာဉ်တစ်ခုကိုဖြည့်ဆည်းရာရောက်နိုင်တယ်လို့ယုံကြည်ခဲ့တာဖြစ်ပါတယ်။အာတာ96ရဲ့ကွယ်လွန်ပုံနဲ့ပတ်သက်ပြီးအတိအကျသမိုင်းမှတမ်းမရှိတော့လဲလူသီအများဆုံးဖြစ်ပျက်ကတော့ပဲနဲ့ပဲသက်ဆိုင်နေတာဖြစ်ပါတယ်။98 BC ကမှာပိုက်တာဂိုရက်စ်နဲ့သူဤနောက်လိုက်များပြီးဩစတြေးလျတောင်ပိုင်းရှိခရိုတွန်မြို့တွင်စိုင်လုံဥဆောင်သောရန်သူများ၏နိုင်ငံရေးတက်ခဲမှုကိုခံခဲ့ရပါတယ်။ပိုက်တာဂိုရီယန်များရဲ့စုဝေးရာဆောင်ကိုမိရှုတက်ခဲခဲ့တာဖြစ်ပါတယ်။ ိုတိုက်ခိုက်မှုမှလွတ်မြောက်လာသောဖိုက်တာ60စနစ်ဂျန်ရှိသူများသည်ရန်သူများ၏လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပါသည်သူတို့ဟာထွက်ပြေးနေတဲ့ပဲခင်းကြီးတစ်ခုစီကိုရောက်ရှိသွားပါသည်ဖိုက်တာ60စာသူ့ရဲ့ကိုယ်ပိုင်ဘာသာရေးစည်းကမ်းဖြစ်တဲ့ပဲကြီးကိုမထီမထွေရဆိုတဲ့အချက်ကြောင့်ပဲခင်းနဲ့ဝင်ဖို့ညှင်းဆိုခဲ့ပါသည်ပဲခင်းနဲ့ဝင်မဲ့စာပြန်လှည့်ပြီးလိုက်လံသူရန်သူများကိုရင်ဆိုင်မှုဆုံးဖြတ်ခဲ့ပါသည်ဒါကြောင့်ပဲထိုနေရာမှာပဲဖိုက်တာ60စီရန်သူများရဲ့လက်ချက်ဖြင့်အသက်ခံခဲ့ရတယ်ဒါမှမဟုတ် ဖမ်းဆီးရပြီးနောက်တည်ဆုံခဲ့ရသည်ဟုဒဏ္ဍာရီများကဖော်ပြကြပါတယ်။ပယ်ဂျီကင်းနဲ့မွေရဲသည့်အချက်သည်သူ၏အသက်ကိုစတိရရခြင်းအဓိကအကြောင်းရင်းပဲဖြစ်ခဲ့ပါတယ်။နောက်မှာတော့တော့ကောက်ခုံသောကတ်ယောဂါပဲဖြစ်ပါတယ်။ဒီယောဂါဟာတမိုင်းမှာအထူးခြားဆုံးနဲ့နားမလည်နိုင်ဆုံးအဆုလိုက်အပြုံလိုက်ဖြစ်ရများတဲ့ကတစ်ခုဖြစ်ပါတယ်။ဖြစ်ပုံကတော့ဒီလိုပါ။1918ခုနှစ်ဇူလိုင်လမှာ Frotros Via ဆိုတဲ့အမျိုးသမီးတူဟာ Strasbourg မြို့လမ်းပေါ်၌ရုတ်တရက်အကြောင်းမဲ့စတင်ကောက်ခုံခဲ့ပါတယ်။သူမဟာမြန်မာနာတပတ်ခန့်ဇက်တိုက်ကောက်ခုံခဲ့ပြီး မောပန်းတွန်းနေမှု6တောက်ဒဏ်ရာများရရှိခဲ့တော့လေရတတ်နိုင်ခြင်းမရှိခဲ့ပါဘူး။သူမရဲ့အကဟာပျော်ရွှင်မှုမရှိပဲတောက်မှဖွယ်ကောင်းပြီးတဆက်ဆက်တုံလာတွန့်လိန်နေတာစတဲ့လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ဇန်နေငယ်အတွင်းမှာပဲလူဒါဇင်နဲ့ချီပြီးသူမနဲ့အတူလမ်းမတွေပေါ်မှာအတင်းကျပ်ကခုန်လာခဲ့ကြပါတယ်။အောဂိုလာရောက်တဲ့အခါမှာတော့ကခုန်သူရေတဲ့ဟာ400ခန်းတိရှိလာခဲ့ပါတယ်။ထို့သူတို့ဟာနေရောညပါရတ်တပတ်ပေါင်းများစွာမယံမနာစက်တိုက်ကခုန်ခဲ့ကြပါတယ်။မြို့တော်ရှိဆရာဝန်များနဲ့အာဏာပိုင်များသည် ဤဖြစ်ရပ်ကိုစဉ်းစားဆွေးနွေးခဲ့ပြီးထူးဆန်းသောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ထိုခေတ်ကစာဝန်များသည့်အကကိုအုံနောက်တွင်အပူလွန်ခဲ့သောသွေး overheated blood ကြောင့်ဖြစ်သည်ကိုယူဆခဲ့ပြီး၎င်းကိုကုစားရန်မှာဆက်လက်ကောက်ခုံသွေးခြင်းကဖြစ်ကြောင်း theory ထုတ်ခဲ့ကြပါတယ်။မြို့ပေါင်စီကအကသမားများအတွက်စင်မင်များတိစောက်ပေးခဲ့ပြီးဂီတာသမားများကိုပါငားရရင်အပီတိကတ်စေခဲ့တာကြောင့်အစင်းကိုဘီတက်ပေးသလိုဖြစ်ခဲ့ပါတယ်။သောင်းတို့ရဲ့ရည်ရွယ်ချက်မှာလူနာများကိုမောပန်းသည့်အထိကတည်ပြီးရောဂါကိုပျောက်ကွယ်စေရန်ဖြစ်ပါတယ်။ဒါပေမဲ့ ထိုနီလန်ဟာအကူပြောင်းကိုပုံမဆွေးရစေပြီးလူများပြားကိုပုံမပါဝင်စေခဲ့ပါတယ်။ကောက်ခုံလူများပြားဟာဇက်တိုက်လှုပ်ရှားမှုကြောင့်ပင်ပန်းနှွမ်းနေခြင်း၊နှလုံးရောဂါ၊လေးဖြတ်ခြင်းစသည်တို့ဖြင့်ပြေဆုံးခဲ့ရပါတယ်။အချို့မှတ်တမ်းများအရယောဂအထုတ်ထိတ်သို့ရောက်ရှိနေခြင်းတွင်တနည်းလျင်လူ15ဦးထိပြေဆုံးခဲ့တယ်လို့ဆိုပါတယ်။စုစုပေါင်းပြေဆုံးသူအရေတက်ကိုအတိအကျမသိရတော့လဲ။ဇာကနန်းနီးပါးရှိနိုင်ကြောင်းခံမှန်းရပါတယ်။ ။ဤအကူပြောင်းသည့်စတင်တဲ့ကဲ့သို့နံနေစွာပင်စတင်မာလာအစိုးပိုင်းတွင်ရပ်တန့်သွားခဲ့ပါသည်။အာဏာပိုင်များကနောက်ပိုင်းတွင်အကောက်ကိုတားမြစ်ခဲ့ပြီးအစိုးဆုံးခံစားရသူများကိုစိတ်ဗိုင်တန်ဖျားချောင်းကိုပို့ကာကုသမှုများပြုလုပ်ပေးခဲ့ပါသည်။နှစ်ပေါင်း900ကျော်ကြာအောင် EPA ရဲ့အကြောင်းရင်းကိုပညာရှင်များကအငင်းပွားနေလည်းဖြစ်ပါသည်။ theory များသောအရင်မှာလူများလက်ခံသည့်ချက်ကတော့အဆုလိုက်ပြုံလိုက်ဆက်လို့ရှားမှုဝေဒနာ mass psychogenic illness ဖြစ်ပါတယ်။1918မတိုင်မီ stress board data သည်အစာရေစာငတ်မှုခေါင်းပါမှု ရောဂါပြားများတို့ကြောင့်အလွန်မင်းစိတ်မိစီမှုနဲ့ဒုက္ခများကိုခံစားခဲ့ရပါတယ်။ထိုခေတ်ကလူများသည်အကအနစ်ဆက်ဆက်သောစိတ်ဗိုက်တန်ကချိန်စာတတ်၍အကကဲ့သို့ပါဘူးဖြစ်စေပြီးဒေသခံယုံကြည်မှုများလည်းရှိနေခဲ့ပါတယ်။ပြင်းထန်သောစိတ်မိစီမှုအောက်တွင်ရှိနေသောလူများစုသည်မိမိတို့ချိန်စာတင့်မီဟုယုံကြည်လာသောအခါစုပေါင်းစိတ်ကြောင်ကံဖြစ်ခြင်းတစ်ခုဖြစ်ကောက်ခုံခြင်းကိုဖော်ပြခဲ့ခြင်းဖြစ်နိုင်တယ်လို့ယူဆခဲ့ရပါတယ်။မိသည့်အကြောင်းရင်းကြောင့်ဖြစ်စေလူသမိုင်းနှင့်အထူးဆန်းဆုံးနှင့်ကြောက်မက်ဖွယ်ကောင်းသောအဆုလိုက်ပင်လိုက်စိတ်ဝေဒနာဖြစ်စဉ်တစ်ခုဖြစ်ကြောင်းရင်းခဲ့ပါတယ်။ နံပါတ်၄ကတော့ Achilles ရဲ့အသေးဆုံးပုံပဲဖြစ်ပါတယ်။ Greek ဝီယောဂပြဿနာကြီးဖခင်ဟူတင်စားခေါ်ဝေခြင်းခံရသည်စာရေးစရာ Achilles ရဲ့အသေးဆုံးပုံဟာသမိုင်းတွင်အထူးဆန်းဆုံးနဲ့ရေကြာအကောင်းဆုံးဖြစ်ရများတဲ့မှာတစ်ခုဖြစ်လူသိများပါတယ်။ Achilles ရဲ့အသေးဆုံးပုံနဲ့ပတ်သက်ပြီးအတော်ကြာဆုံးဇာတ်လမ်းကိုပထမဆုံးဖော်ပြခဲ့ပြီးမှ Pliny ကြီးကဲနဲ့ Valerius Maximus တို့ကဲ့သို့ရောမစာရေးဆရာများဖြစ်ပါတယ်။သူတို့ဖော်ပြခဲ့ပုံအရ Achilles သည် ပြင်ပတွင်ထိုင်နေစဉ်လင်းရုံတစ်ကောင်ကလက်တစ်ကောင်ကို ၎င်းရင်ခေါင်းပေါ်သို့ပြစ်ချခဲ့သောကြောင့်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အီခီလက်စ်ဟာအပေါ်မှာပြုတ်ကျလာသည့်အရာဝတ္ထုတစ်ခုကြောင့်အိမ်တွင်း၌သေဆုံးရလိမ့်မည်ဟုနမိတ်ဖတ်ခံထားရမှုကြောင့်အချို့မှတ်တမ်းများကဆိုပါတယ်။ထိုနမိတ်ကိုရှောင်ရှားရန်အီခီလက်စ်သည်အိမ်ပြင်ပလေဟာပြင်နှင့်သာအချိန်ဖြုန်းရန်ဆုံးဖြတ်ခဲ့ပါတယ်။လင်းယုံသည်လက်ကဲ့သို့သောတားကောင်များကိုရရှိသောအခါသူ့ရဲ့လက်ခုံကွဲသားစေရန်ကြောက်တုံးများပေါ်သို့အမြင့်မှပြစ်ချလိမ့်ရှိပါတယ်။ထိုနေ့တွင်လင်းယုံတကောင်သည်သူ့ရဲ့အစာဖြစ်တဲ့လက်တကောင်ကိုပယ်ဆောင်လာပြီးလက်ခုံကိုခွဲရန်အတွက်အောက်သို့ကြည့်သောအခါ အေခီလက်စီပြောင်းနေသောခေါင်းဆောင်မျိုးကိုလက်ခုခွဲရန်တင့်တော်သောတောက်တုံးဖြင့်မာရင်မြင်ခဲ့ပါသည်။ထို့ကြောင့်လင်းယုံသည်လက်ကိုအေခီလက်စီခေါင်းပေါ်သို့အားကုန်ပစ်ချလိုက်ရာလက်ခုရင်ထိမှန်မှုကြောင့်အေခီလက်စီနေရာတွင်ပင်သေဆုံးသွားခဲ့ရတယ်လို့ဆိုပါသည်။အေခီလက်စာအိမ်ထဲမှာမနေဘဲကံကြမ္မာကိုရှောင်ရှားရန်ကြိုးစားခဲ့တော့လေ။ကောင်းငင်မှာပြုတ်ကျလာသောလက်ကြောင့်ပင်အိမ်ပြင်၌သေဆုံးခဲ့ရပါသည်။အချို့ကလက်ရည်ခွန်ကိုအိမ်ဟုတင်စားခေါ်ကြသောကြောင့်သူဤအိမ်ကြောင်တည်ဆုံရမည်ဟုသောနမိတ်နှင့်ကန့်ညီသွားတယ်လို့လည်းဆိုရပါတယ် မြန်မာ့ကိတမိုင်းပညာရှင်အများစုကတော့အီဇလန်ကဖန်တီးထားသည့်ဇလန်ဒါမှမဟုတ်အဖြစ်အပျက်ကိုအလားဆင်ထားပြီးဒဏ္ဍာရီတက်တက်သွားဖြစ်ကြောင်းလက်ခံထားကြပါတယ်။နံပါတ်5ကတော့ဗျမ်းပရာများစွာနဲ့မာရသွန်ပြိုင်ပွဲဖြစ်ပါတယ်။1904ခုနှစ်တွင်စိန့်လူးဝစ်၌ကျင်းပသောအိုလံပစ်ပြိုင်ပွဲမှာမာရသွန်ပြိုင်ပွဲသည်အိုလံပစ်သမိုင်းတွင်အထူးဆန်းဆုံးအဆိုးရွားဆုံးနှင့်ရေစရာအကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ပြိုင်ပွဲကိုနေ့လယ်3နာရီမှစတင်ခဲ့ပြီးထိုအချိန်ကအပူချိန်သည်32ဒီဂရီစင်တီဂရိတ်ကျော်ခန့်ရှိကစူထိုင်းစာလဲအလိုမြင်မှားခဲ့ပါတယ်။ လမ်းကြောင်းစီမြေသားလမ်းဖြစ်ပြီးတောင်ဝန်းခုနှစ်ခုကိုဖြတ်တော်ရပါတယ်။ပြေးလမ်းပေါ်တွင်စောင့်ကြည့်ရေးအဖွဲ့နှင့်နီးပြားများလိုက်ပါလာသောကားများကြောင့်ဖုံမှုများအကြီးကျယ်ထားခဲ့ကြကြောင်းအကစားသမားများသည်လမ်းတစ်လျှောက်လုံးအသက်ရှူရခက်ခဲစွာပြေးခဲ့ကြရပါတယ်။တိုင်ဝဲစီစဉ်သူ James E. Sullivan သည်ရေတပ်ခန်းချောင်းမှု၏အကျိုးတရားမှုကိုလေ့လာလိုသူဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့ညွှန်ကြားချက်အရအကစားသမားများဟာ25မိုင်အကွာဝေးရှိသောလမ်းကြောင်းတစ်လျှောက်တွင် ရေတိုက်သည့်နေရာနှစ်နေရာသာထားရှိခဲ့ပါတယ်။ဤသည်မှာကစားသမားများအားရေတပ်ခန်းချောင်းမှုဒဏ်ကိုခံစားနေခဲ့ခြင်းဖြစ်ပြီး ပန်းပန်းဝင်32ဦးနဲ့14ဦးသာပန်းဝင်နိုင်ခဲ့ပါတယ်။ရဲစရာကောင်းတာကတော့ပန်းဝင်ခဲ့သူတို့ရဲ့လျှော့ရတွေပဲဖြစ်ပါတယ်။ပထမဆုံးပန်းဝင်မျိုးကိုဖျက်ကျော်ပြီးပရိသတ်ကြီးဂုံမှုကြီးကိုခံခဲ့ရပြီးမှအမေရိကန်မှာ fraud loss ဖြစ်ပါတယ်။ဒါပေမဲ့ loss ဟာ6မိုင်ဝန်းကျင်တွင်6တောက်တက်တက်ကြီးပန်းဝင်မှာနှုတ်ထွက်ကကားပေါ်ကိုခိုးစီးသွားခဲ့ကြောင်းနောက်ပိုင်းတွင်ပေါ်ထုတ်နိုင်ခဲ့ပါတယ်။ -20 နောက်ရောက်မှကားပေါ်မှာဆင်းက ပန်းဝင်မြေထီကြံပိုင်များကိုပြည့်ဝင်ခဲ့ခြင်းဖြစ်ပါတယ်။သူဤလက်သားမှုကိုဖော်ထုတ်ပြီးနောက်တန်ခွဲမှထုတ်ပယ်ခံခဲ့ရပါတယ်။အမှန်တကယ်ပန်းဝင်ခဲ့တဲ့သူကတော့ Thomas Hinz ဖြစ်ပြီးပန်းဝင်နေ3:28မိနစ်53စက္ကန့်ဖြင့်အိုလံပစ်သမိုင်းတွင်အနည်းဆုံးစံချိန်တင်ခဲ့ပါတယ်။ပြိုင်ပွဲဤနောက်ဆုံး10ပိုင်ခန့်တွင် Hinz သည်အလွန်အမင်းမောပန်းတော့နေလာပြီးလက်ကျလူနီးပါးဖြစ်ခဲ့ပါတယ်။သူ့ရဲ့နီးပါးအဖွဲ့ကသူ့ကိုကြက်ဥက Brandy နဲ့ Street 9လို့ခေါ်တဲ့ကျက်သက်စီးနေငယ်ရောထားတဲ့အရေးကိုတိုက်ခဲ့ပါတယ်။ထိုခေတ်က strict 9ကိုအပြည့်အစုံဖြစ်တတ်မှတ်ခဲ့ကြပါတယ်။ထိုအချိန်ကထိုးလို့ရအတွက်တားမြစ်ထားသည့်စီးမြင်မရှိသေးတာကြောင့်တရားဝင်အနိုင်ရသူဖြစ်ခဲ့ပါတယ်။နောက်ထပ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ Felix Garbage ကတော့ပြိုင်ပွဲအတွင်းပြေးနေစဉ်ဘိုက်စာလာ၍ပရိသတ်စားနေသောမတ်မုံသည့်နှလုံးကိုအတင်းလူယူစားခဲ့ပါတယ်။နောက်ပိုင်းတွင်ပန်းစည်းချံတစ်ခုတွင်ပုတ်နေသောပန်းစည်းများကိုစားမိရာဘိုက်အောင်ပြီးဒန်းမင်းရင်တရေအိပ်ယူခဲ့ရပါတယ်။သို့တော့သူဒီပန်းဝင်သူ၁၄ဦးတည်းတွင်စတုတ္ထနေရာဖြင့်ပန်းဝင်နိုင်ခဲ့ပါတယ်။တောင်အာဖရိကမှာလင်တောနေရာနီနဲ့ဂျမာရှီယာနီတို့သည် အိုလံပစ်တွင်ပါဝင်ခဲ့သောပထမဆုံးအာဖရိကနယ်ပွားများထဲမှဖြစ်ပါသည်။လမ်းတစ်လျှောက်တွင်ခွေးရန်အုံလိုက်ခံရသဖြင့်မူလလမ်းကြောင်းမှာတမိုင်ခန့်လမ်းကျော်ကအချိန်ကုန်ခဲ့ရပေမဲ့၎င်းတို့သည်နံပါတ်6နှင့်နံပါတ်7နေရာများမှာပန်းဝင်ခဲ့ကြပါသည်။ပြီးမာရသွန်ပြိုင်ပွဲတွင်နီးပညာ၊တိုက်ပံ့ပညာနှင့်တိုင်ပွဲစီးရင်စီကံများမပြည့်စုံသေးသောခေတ်ကာလတစ်ခုကြီးထူးဆန်းမှုမယံမရာနိုင်မှုနှင့်လူသားတို့၏ဇွဲလုံလောက်ကိုတင်းအပ်ပြသနေသောတမိုင်းမှတန်းတစ်ခုပဲဖြစ်ပါသည်။အဆုံးနေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်မွေးနေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။